မင်္ဂလာပါရှင်အခုချိန်ကစပြီးဒီဇင်ဘာလ3ရက်တနင်္လာနေ့ညပိုင်းသတင်းနဲ့မီဒီယာကွန်ရက် NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်ကိုစတင်နေပါပြီကျွန်မစမိုင်းပါတိုက်ပွဲသတင်းနဲ့စပါမယ်တအဲတက်မတော် TNL စုတ်ခွာသွားတဲ့မန္တလေးတိုက်ထက်ကမိုးကုံမြို့နဲ့ရှယ်ပြည်နယ်မြောက်ပိုင်းမူမိန်မြို့နယ်တို့ရဲ့မြို့ပြင်နေရာတွေမှာစစ်ကွန်မရှင်တပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပါတယ် နိုဝင်ဘာလ29ရက်နေ့ကစလို့မူကုံမြို့ထဲဝင်ရောက်လာခဲ့တဲ့စစ်ကောမရှင်တပ်ဖွဲ့ဝင်တထောင်လောက်ဟာဒီကနေ့မှမြို့ပြင်အနောက်ဘက်နေရာတွေထိတိုးလာတာကြောင့် PDF ပူပေါင်းတပ်တွေနဲ့ညနေပိုင်းကစပြီးတိုက်ပွဲတွေစတင်ခဲ့ပါတယ်။တိုက်ပွဲဟာညဘက်အထိဆက်လက်ပြင်းထန်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါပြင်စစ်ကောမရှင်ရင်တန်းဟာမူမိတ်မျိုးဖက်ကိုဥတီလာပြီးမူမိတ်မျိုးပြင်ဘက်မှလည်း KIA နဲ့ PDF ပူးပေါင်းတပ်တွေကတိုက်ခိုက်နေတယ်လို့မြင်ပြင်သတင်းရင်းမြစ်ကပြောပါတယ်။ တိုက်ပွဲတွေကြောင့်စစ်တပ်ရဲ့လေရင်တွေဟာမူးကုန်းနဲ့မူးမိတ်ဖက်ကို ပြန်တန်းနေပြီးလေကြောင်းတတိပေးတန်တွေလည်းထွက်ပေါ်နေပါတယ်။ TNL စုတ်ခွာပြီးနောက်တိုက်ပွဲတွေဖြစ်လာနိုင်တယ်ဆိုရဲဆိုရိတ်မှုတွေကြောင့်မြို့ခတ်၃ပုံ၂ပုံကဘေးလူရာကို ထွက်ပြေးသိမ်းရှောင်နေကြတာဖြစ်ပါတယ်။ ထိုင်းမြန်မာနယ်စပ်မြဝတီဖက်ချံကတိုက်ပွဲကနေမြန်မာဖက်ကလက်နက်ကြီးကြီးတွေဟာထိုင်းနိုင်ငံပိုင်နဲ့ထဲကြားရပောက်ကွဲခဲ့တာကြောင့်နယ်စပ်ကုန်သွယ်ရေးလေဆိပ်တွေအားလုံးကိုထိုင်းအာဏာပိုင်တွေကပိတ်လိုက်ပြီးဖြစ်ပါတယ်။ နေဆက်ကုတ်တော်ရေးလေစိတ်တွေအလုံးကိုထိုင်းအာနာပိုင်တွေကယာယီပုံစံမျိုးနဲ့တပတ်ပိတ်လိုက်တာလို့နေဆက်နေမြန်မာတယောက်ကပြောပါရီဒီပြစ်စင်ဟာနိုဝင်ဘာလ30ရက်နေ့ကထိုင်းနိုင်ငံမဲဆောက်မြို့နယ်မက်ကူကင်းရွာထက်ကိုမြန်မာဘက်က60မမမော်တာကြီး၅လုံးကြားရောက်ပောက်ကွဲခဲ့တာပါဒီပောက်ကွဲမှုကြောင့်အိမ်ကားနေထိုင်တဲ့မြန်မာနိုင်ငံသားကလေးငယ်တယောက်နဲ့အမျိုးသားတယောက်ဒဏ်ရာရခဲ့ပြီးနေအိမ်တချို့လည်းပျက်စီးခဲ့ပါတယ် ။ဒဏ်ရာရသူတွေကို စေကူတပေးနေပြီးအသက်အန္တရာယ်ဆိုးရိမ်စရာမရှိဘူးလို့ထိုင်းစစ်တပ်ကအတည်ပြုပါတယ်။ထိုင်းပိုင်နဲ့တဲ့ကြည်ကြရောက်ပြီးတဲ့နောက်ထိုင်းစစ်တပ်ကတုတ်ပြန်ဆောင်ရွက်မှုတွေလုပ်ခဲ့ပါတယ်။ထိုင်းနေချာဆောက်တပ်ဖွဲ့ဝင်တွေကမီခိုးဘုံ120မမလက်နဲ့ကြီးကြီးတွေနဲ့တိုက်ပွဲဖြစ်နေတဲ့မြန်မာဖက်ချန်နေမြေအလယ်လောက်ကိုပြစ်ခတ်ပြီးတတိပေးခဲ့တယ်လို့ထိုင်းသတင်းတွေကဆိုပါတယ်။ ဒီဖြစ်စဉ်တွေကြောင့်ချစ်ကြည်ရဲ့အမတ်တဲ့တရားကလွဲရင်မြန်မာထိုင်းကုတ်ပြည်စီပို့နေတဲ့လေကိတ်တွေအားလုံးကိုဒီဇင်ဘာလ3ရက်နေ့ကစပြီး9ရက်ပိတ်လိုက်တာလို့ဆိုပါတယ်။ထိုင်းနယ်စပ်မှာဖွင့်လှစ်ထားတဲ့လေကိတ်ပေါင်းအနည်းဆုံး33ခန်းရှိတယ်လို့နယ်စပ်သတင်းလေ့လာသူတွေကပြောပါတယ်။လက်ရှိမှာတော့မြဝတီနယ်ဆက်တောက်ပိုင်းမှာစစ်ရေးတင်းမာမှုတွေဆက်ဖြစ်နေပြီးထိုင်းဘက်ကလည်းနယ်ဆက်တလျှောက်လှုပ်ချော်ရေးတင်းကျပ်ထားပါတယ်။ မင်းလက်ပင်ရွာထဲဝင်နိုင်ဖို့စစ်ကော်မရှင်တပ်က drone တွေအပါအဝင်လက်နက်ကြီးတွေဆက်တိုက်ပစ်ကူပြီးအင်အားအလို့အရင်နဲ့ထိုးစစ်ဆင်နေတာကြောင့်ဒီဇင်ဘာလ3ရက်နေ့အထိတော်လန်ကြီးတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေပြင်းထန်နေပါတယ် စစ်ကောမရှင်ရဲ့ရွေကောက်ပွဲဝါဒဖြန့်ရုတ်တန့်ဇက်လန်ကိုလူမှုကွန်ရက်မှာဝေဖန်ခဲ့တဲ့ဒရိုက်တာနဲ့တရုတ်ဆောင်9ယောက်ကိုစစ်ကောမရှင်ကရွေကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ထောက်တန်း9နှစ်စီချမှတ်လိုက်ပါတယ်။ထောက်တန်းချမှတ်ခံရသူတွေကတော့ဒရိုက်တာမိုက်တီ၊ဒရိုက်တာဇက်ဗျူထွန်းတက်လွင်၊ဒရိုက်တာအောင်ချန်းလူ၊တရုတ်ဆောင်ကျော်ဝင်းထွန်းနဲ့ဟာတာတရုတ်ဆောင်အုံတိုင်းတို့ဖြစ်ပါတယ်။ သူတို့၅ယောက်စလုံးကိုပြီးခဲ့တဲ့နိုဝင်ဘာလအတွင်းသက်ဆိုင်ရာမြို့နယ်တရားရုံးတွေကနေရွေးကောက်ပွဲကာကွယ်ရေးဥပဒေရဲ့အမြင့်ဆုံးပြည်ထောင်ဖြစ်တဲ့ထောက်တန်း9နှစ်စီချမှတ်ခဲ့တာဖြစ်ပါတယ်။ တဒီမြင့်တွေရဲ့ပြောပြချက်အရအမိတ်ချမှတ်တဲ့လုပ်ငန်းစဉ်ဟာရုံချိန်တစ်ချိန်ထဲနဲ့ပြုလုပ်ခဲ့ပြီးတရားဥပဒေအရခုခံပိုက်ခွင့်တွေမရရှိခဲ့ဘဲအထက်အဖွဲ့အစည်းရဲ့အမိတ်တိုင်းချမှတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒီအမှုပညာရှင်တွေဟာစစ်ကောင်စီရဲ့ခစ်သမိုင်းကိုဒုံဆိုင်မဲ့သူများဆိုတဲ့ရွေးကောက်ပွဲဝါရဖြက်ဇက်လန်ကိုလူမှုကွန်ရက်မှာဝေဖန်ရေးသားခဲ့လို့ဖန်ဆီးခံရပြီးအခုလိုအေးအေးယူခံရတာဖြစ်ပါတယ်။ AAPP ရဲ့အချက်လက်အရရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ဖန်ဆီးခံထားရသူဟာ89ယောက်အထိရှိလာပြီဖြစ်ပါတယ်။စစ်ကောင်မရှင်ကရွေးကောက်ပွဲမဲပေးဖို့ဆိုပြီးပုံမှန်905ကကြီနဲ့ဖန်ဆီးခံထားရသူတချို့ကိုပြည်ထောင်ရှော့ပေါ်လုပေးခဲ့တာဟာဟန်ပြတဲ့တဲ့ပဲဖြစ်တယ်လို့နိုင်ချင်းအရေးအကူအညီပေးသူတွေနဲ့မိသားစုဝင်တွေကပြောပါတယ် စစ်ကွန်မရှင်တပ်ဟာပုံမှန်905ကကြီနဲ့ထောက်ချခံထားရသူ3000ကျော်ကိုပြည်တံ short pop ပေးကြောင်းထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့ဒီထဲမှာပါတဲ့သူအများစုဟာလူရဲ့ပြစ်ခါနီးသူတွေနဲ့ပြည်တံနယ်ပါသူတွေပဲပါဝင်တာကြောင့်ဒေါ်စန်စုကြည်အပါဝင်နိုင်ငံရေးအကျဉ်းသားအများစုအတွက်တည်ရမှုမရှိဘူးလို့ AAPP ကပြောပါတယ်။ပုံမှန်905ကကြီတစ်ခုထဲနဲ့ထောက်ချခံရသူ924ယောက်ပဲလူမြောက်ခဲ့တာဖြစ်ပြီးပုံမှန်တွေအများကြီးနဲ့ဆွဲချက်တင်ခံထားရတဲ့ ူ2363ယောက်ကတော့ကျန်တဲ့ပုံမှန်ရီကြောင့်ထောက်ထဲမှာဆက်ရှိနေအောင်မှာဖြစ်ပါတယ်။ဒီလိုခွဲခြားလွတ်ပြီးတာဟာမျှတမှုမရှိဘူးလို့နိုင်ချင်းအရေးအကူအညီပေးသူတွေနဲ့မိသားစုဝင်တွေကပြောပါတယ်။ စစ်ကောင်မရှင်တပ်ဟာပုံမှန်905ကကြီနဲ့ဝရန်ထုတ်ခတ်ထားရသူအယောက်9580ရဲ့အမှုကိုလည်းပိတ်သိမ်းပြီးလိုက်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။ AAPP ရဲ့အချက်လက်တွေအရနိုင်ငံရေးအကျဉ်းသားထောင်ထဲချီဟာပြင်းထန်တဲ့ပုံမှန်တွေနဲ့ဆက်လက်အကျဉ်းချခံနေရဆဲဖြစ်တယ်လို့သိရပါတယ်။ အခုဆက်ပြီးနိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါ Stockholm International Peace Research Institute Stockholm နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနဌာနရဲ့အစီရင်ခံစာအရ2024ခုနှစ်မှာကမ္ဘာအကြီးဆုံးလက်နက်ကုမ္ပဏီတရာရဲ့လက်နက် ရောင်းချရရငွေဟာဒေါ်လာ689ဘီလီယံအထိရှိလာပြီးအရင်နှစ်ကထက်600ခန့်နှုန်းနှိပါမြင့်လာခဲ့ပါတယ် ။တက္ကပါလုံးအနေနဲ့ရောင်ရငွေတိုးမြင့်လာမှုဟာ9.6ရာခိုင်နှုန်းရှိပြီးအမေရိကန်မှာ3.8ရာခိုင်နှုန်း၊ဥရောပမှာ73ရာခိုင်နှုန်း၊ရုရှားမှာ23ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ဆီလနဲ့ဝယ်ယူမှုတွေဟာလက်နဲ့အပြိုင်တိုးချက်သက်စင်မှုနဲ့ကဘာအနက်ကပြိပခတွေပေါ်မှာတည်နေခဲ့ပါတယ်။အထူးသဖြင့်တော့ဂါဇာနဲ့ယူကရိန်းစစ်ပွဲတွေပထဝီနိုင်ငံရေးတင်းမာမှုတွေနဲ့စစ်ဘက်ဆိုင်ရာအတုံးစိတ်တိုးမြင့်မှုတွေကြောင့်ဖြစ်ပါတယ်။ ထိုင်ဝမ်ကျွန်းအရေးတင်းမာမှုတွေကြောင့်ဂျပန်နဲ့ကိုရီးယားစစ်လက်နက်ကုမ္ပဏီတွေက40ရာခိုင်နှုန်းနဲ့37ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့ပါတယ် ်လက်နဲ့အယောင်ကျသွားတဲ့နေရာကတော့ Oceania လို့ခေါ်တဲ့ Australia နယူးဇီလန်နဲ့ Pacific ကျွန်းစုတွေစုပေါင်းထားတဲ့ဒေသကြီးဖြစ်ပါတယ်။အဲ့ဒီဒေသမှာတော့ရောင်ရငွေတစ်တသမနှစ်ရခိုင်နှုန်းရော့ကျသွားခဲ့ပါတယ်။ဒါဟာခြားစားမှုဆွဆွဲချက်တွေကြောင့်တရုတ်စစ်လက်နဲ့ရောင်ရငွေ၁၀ရခိုင်နှုန်းရော့ကျသွားမှုကြောင့်လည်းဖြစ်ပါတယ်။ အမေရိကန်လက်နက်ကုမ္ပဏီတွေရဲ့စုစုပေါင်းရောင်းရငွေကတော့2024ခုနှစ်မှာဒေါ်လာ334ဘီလီယံရှိခဲ့ပါတယ်။ဒါဟာအရင်နှစ်ကထက်3.8ရာခိုင်နှုန်းတိုးမြင့်လာတာဖြစ်ပါတယ်။ Elon Musk ရဲ့ SpaceX ကုမ္ပဏီကလည်း2024ခုနှစ်မှာစစ်ဘက်ရောင်းရငွေ1.8ဘီလီယံရှိလာပြီးထိတ်တန့်စစ်ဘက်ထုတ်လုပ်သူစည်းရင်းမှာပထမဆုံးအကြိမ်ပါဝင်လာခဲ့ပါတယ်။ အာရှတလွားရေကြီးမှုတွေမှာတော့နိုဝင်ဘာလအတွင်းလူပေါင်း900ထိတည်ဆုံခဲ့ပြီဖြစ်ပါတယ်။ဒီနေ့မှာအင်ဒိုနီးရှားတီရီလင်ကာထိုင်း BNN နဲ့မလေးရှားတို့မှာရေကြီးမှုတွေဆူဆူဝါးဝါဖြစ်ပွားခဲ့ပါတယ်။ရေကြီးရေရှမ်းမှုတွေကြောင့်အသက်ပေါင်း900တည်ဆုံခဲ့ရပြီးယာနဲ့ချီရဲ့လူတွေလည်းပျောက်ဆုံးနေတော့ပဲရှိနေပါတယ်။ဒီနိုင်ငံ၅နိုင်ငံရေကြီးရတဲ့အကြောင်းရင်းတွေကတော့ခက်ဆစ်စင်တူပါတယ်။ မုန်တိုင်းတွေဝင်ရောက်မှုနဲ့အစွန်းရောက်မုတ်တုံရာသီဥတုတွေကြောင့်ဖြစ်ပါတယ်။ပြင်းထန်တဲ့ cyclone Dewa ကြောင့်တီရီလီကနိုင်ငံမှာတော့တည်ဆုံသွားတဲ့သူ330ကျော်သွားပြီဖြစ်ပါတယ်။လူပေါင်း200လောက်ပျောက်ဆုံးနေပြီးတော့အိမ်ပေါင်း2သိန်းလောက်ပျက်စီးခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာတော့ထူးခြားပြင်းထန်တဲ့ဆိုင်ကလုန်းမုန်တိုင်းဆန်ညာကြောင့်အနည်းဆုံးလူ900သေဆုံးခဲ့ပါတယ်။မုန်တိုင်းကြောင့်မြေပြိုမှုတွေနဲ့ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့တာပါ။ရေကြီးရေလျှံမှုတွေဟာဆူမာထရာအနောက်ပိုင်းအီဝမ်ဘဟာဂီယာနဲ့အာချေးဒေသတွေမှာအများဆုံးဖြစ်ခဲ့ပါတယ်။ထိုင်းနိုင်ငံမှာတော့တောက်ပိုင်းဒေသတစ်ခုဖြစ်တဲ့ဆုံခလာခရိုင်ကဟက်ရိုင်မှာနှစ်ပေါင်း300အတွင်းအကြီးမားဆုံးရေကြီးမှုကိုရင်ဆိုင်ခဲ့ရပါတယ်။ ရင်သိနိုင်ငံကခရုချံတစ်ခုမှာဒေါ်လာသသိန်းဖူးလောက်တန်တဲ့ Escargot လို့ခေါ်တဲ့ခရုတွေအခိုးခံလိုက်ရပါတယ် ။တခိုးတွေကပြင်သစ်နိုင်ငံအရှေ့မြောက်ပိုင်းဘောင်စီမြို့မှာရှိတဲ့ခရုခြံတခုကခရုတွေတနင်္ဂနွေညပိုင်းကနေတနင်္လာနေ့အထိခိုးယူခဲ့ကြတာပါ။ဆင်းရီပေါ်မှာပလင်းကြီးတွေနဲ့ထက်ထားတဲ့ခရုတွေလက်လက်ဆက်ဆက်ခရုတွေနဲ့ရေခဲရိုက်ထားတဲ့ခရုတွေအမျိုးမျိုးအခိုးခန့်ခဲရပြီးခရုထဲတဲ့ရေခဲတစ်တာတွေကအလူကြီးတွေကြန့်ခဲရတယ်လို့ပိုင်ရှင်က France Info သတင်းဌာနကပြောပြပါဗျာ။ စုစုပေါင်းခရူ450ကီလိုဂရမ်ပိတ်တာ300လောက်အခိုးခံလိုက်ရပါတယ် LS ကတော့ this green cruise ခရူချံကခရူကောင်ရီ3.5ဒါလာမှွေထားပြီးနာမည်ကြီး Michelin စားတောက်ဆိုင်ရီအပါဝင် စားတောက်ဆိုင်ရီကိုပေးသွင်းနေတာဖြစ်ပါတယ် Christmas ကာလဟာခရုရောင်အကောင်းဆုံးအချိန်ဖြစ်ပြီးဒီကာလမှာတစ်နှစ်လုံးရဲ့60ရက်ခိုင်နှုန်းလောက်ရောင်းရလေးရှိတယ်လို့ဆိုပါရယ် ဒါကြောင့်အခိုးခံရတဲ့ခရုချံကဖောက်တယ်တွေကိုပြည့်စည်အချိန်မီပေးသွင်းနိုင်ဖို့အနီနာချံတွေက ခရုတွေကိုဈေးလျှော့ရောက်ပေးတာ အလကားပေးတာတွေလုပ်ပြီး ဝိုင်းဝန်းကူညီနေကြတယ်လို့ဆိုပါတယ်တဲ့ဒင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကတနင်္လာနေ့ကနေတောက်ကြနေ့အထိညတိုင်းရုပ်သက်သတင်းအစီအစဉ်ကိုထုတ်လွှင့်နေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။